Hello ဒီနေ့တော့အဲ Harry Potter fan တွေအတွက်ပို့တူတယ်မှာဒီသားမီးရဲ့အကြောင်းလေးတချို့ပြောပြပေးချက်လို့ပါလို့ရှင်မဲ့ကြည်ထားတဲ့သူရတော့တိတ်တိတ်မှမဟုတ်ဘူးဒီဝိတုရဲ့စာရေးဆရာမ JK Rowling ကလေအကြောင်းလေးတွေကိုတော်တော်မုန်းမုန်ရတယ်ဒီလောက်ချုပ်ဖို့ကောင်းတဲ့အကြောင်းလေးတွေကို သူကလေတကယ်တမ်းဆိုလို့ရှိရင်ကြောင်နေရလေအာဒီ witchcraft နဲ့ wizardry မှာဆိုလို့ရှိရင်အရေးပါတဲ့ခန္ဓာမှာပါတယ်ပေါ့နော်အဲဒါပေမဲ့ဒီဝတ္ထုတွေကရေးသားတွေအတိုင်းဆိုလို့ရှိရင်ကြတော့အာကြောင်နေကိုမကောင်းတဲ့ character တွေပေါ့နော်ပြီးတော့လို့ရှိရင် villainy နဲ့ဆက်ဆက်ပြီးတော့ပြောရတာတွေတော်တော်တွေ့ရတယ် ထမဆုံးဥမာတော့ဒီចောင်းဆောင်ကြီးဖြစ်ချေအာចောင်း Mrs Norris ပေါ့เนาะသူတို့ညောင်းဆိုလို့ရှိရင်တော်တော်လေးအာတယောက်တယောက်ချစ်ကြတယ်ဒါပေမဲ့ Mr Fish ဆိုလို့ရှိရင်အာဒီចောင်းလူចောင်းသားတွေရဲ့ရန်သူတော်ကြီးအာစိတ်ပုံကြီးပေါ့เนาะအာ Mrs Norris ဆိုလို့ရှိရင်လည်း Mr Fish ကိုတကူးဆိုလို့ရှိရင်ចောင်းသားចောင်းသူတွေမဟုတ်တာလို့လို့ရှိရင်သွားသွားတိုင်နေစိတ်ပုံလေးနေနေမြင်ရတယ်ပေါ့เนาะနောက်တစ်ခုကတော့ Harry Potter 5 theme မှာပါတယ်ဒီမျောဆွမ်းမတက်တဲ့ Squib Wish ပေါ့เนาะ Mrs. Fake ပေါ့သူဆိုလို့သူဆိုလို့ရှိရင်လဲ crazy cat lady ပုံစံမျိုးပုံဖော်ထားတယ်။အာဒီ Harry Potter 1ပေါ့နော် Harry Potter 1မှာနေရဒီ Harry ကိုသူ့အလေးနဲ့တော့ပြင်သွားလို့ရှိရင်မခေါ်ဝါကျင်တော့ Mrs. Fake အိမ်မှာတော့ထားတာ။ Mrs. Fake ကအဲအကြောင်းနေအကြောင်းပဲပြောနေတော့ Harry ကစိတ်ညစ်တယ်ဆိုတော့အဲ့လိုမျိုးပါတယ်ပေါ့နော်။အာဒီ Dudley ရဲ့မွေးနေ့မှာ Harry Potter 1ရုပ်ရှင်ထဲမှာတွေ့ရတယ် Dudley ရဲ့မွေးနေ့မှာဆိုလို့ရှိရင် Mrs. Fake ကခြေထောက်ကျိုးနေလို့ Harry ကအဲ့တိတ်ဆိုင်အောင်လိုက်သွားတာပေါ့နော်။ အာနောက်တစ်ခုကတော့ဟာမန်နီရဲ့ကြောင်ခရူရှန်ပေါ့သူဆိုလို့ရှိရင်လည်းတော်တော်ကိုစပတ်ဆက်ပြောခံရတာဟယ်ရီတို့လူနွားစားသူ့ကိုမကောင်းဆိုးတာတို့အဲပြောလို့ရှိရင်ရုံဆိုးတယ်တို့အမွေးတွေပါတဲ့ word တို့အဲ့လိုမျိုးရဆံရှိအောင်ပြောကြတာပေါ့နော်နောက်ပြီးတော့ဒီ Harry Potter 7စသိမ်းမှာဆိုလို့ရှိရင်လည်းခရူရှန်မှာဖြစ်သွားလဲဆိုတာကိုထည့်မပြောရတာတိတ်တော့မကြောက်ဘူးပေါ့နော် ။နောက်ဆုံးအသိဒါဆုံးတစ်ခုကတော့ Professor Ambridge ပေါ့။သူ့ကိုဆိုလို့ရှိရင်လည်းလို Crazy Cat Lady ပုံစံမျိုးပုံဖော်ထားတယ်။သူ့ရဲ့ဒီ Patroness ကအစားကြောင်ပေါ့နော်။ပြီးတော့ကြတော့သူ့ရုံးကန်းထဲမှာနိုင်ရန်ပကံများကြီးမှာဆိုလို့ရှိရင်ကြောင်ပုံနေပါတယ်လေ။အဲ့ဒါဝိတုထဲမှာဆိုလို့ရှိရင်ညွန်စရာကြီးတို့စိတ်ပြက်စရာကြီးတို့အဲ့လိုမျိုးရေးတာပေါ့နော်။ကြောင်လေးတနာပါတယ်။ အော်ပို့မြင်မှာတော့ပို့တော့ကြောင်ချစ်တဲ့သူဆိုတော့ပို့မြင်မှာတော့ဒါလေးရဲ့ချစ်စရာလေးတွေပေါ့အဲအဲ့ဒါ JK Rowling ကလည်းပြီးတော့ဒီကြောင်နဲ့ allergic ရှိရယ်ဆိုပြီးပြောတာတော့သူကြောင်နဲ့တော်တော်ကြည့်မြမများတော့တေးကြရယ်ပေါ့နော်အာဒါကတော့ပို့ရ observation တွေဂျာပြတ် short video လေးနေနဲ့ပြောပြတာပါအာဒီ Harry Potter ကြောင်နေပြောထားတဲ့ Wizarding World Story Playlist မှာ Hogwarts ကြောင်ပြောတဲ့ part 1ကိုတော့ဒီလထဲမှာတင်ပေးထားတယ်ဖတ်သူကိုနောက်လာမှတင်ပေးမှာမလို့ဆက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးနော်ကြောင်လေးတွေကိုလည်းမုံကြပါနဲ့ချစ်ပေးကြပါ Bye